အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ TV5 channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရယ်ပရိသတ်ကြီးများရှင်တရားရောက်ကထားခင်ဝမ်းမနေပါနဲ့တရားရောက်မရှိတော့ရင်လည်းမရှင်းတန်နိုင်ဘူးလို့မထင်ပါနဲ့ဒီလောကကြီးမှာဘသူ့ပေါ်မှာလဲစိတ်မစွဲတလို့ဘသူ့ပေါ်မှာလဲအလွန်ကြုံမမိကိုပါနဲ့ကိုရိတ်တော့မှောင်လာလို့ရှင်ကိုစီကထောက်ခါသွားတဲ့အချိန်မှာဘယ်တစုံတယောက်ကကိုပြီးမှအမျက်ရှိနေမှာလဲဘယ်တစုံတရားကလဲကိုနဲ့တူထာဝရရှိနေမှာမဟုတ်ဘူးလေ ဒါကြောင့်ဒီနေ့ကစပြီးကိုယ့်ရဲ့ဘေးမှာမပျော်စေတဲ့အရာတွေ၊နာကျင်စေတဲ့အရာတွေ၊ပင်ပန်းစေတဲ့အရာတွေကိုတတ်နိုင်သမျှကိုဝေးရှာပါ။များသောအားဖြင့်ကိုယ့်ကိုယ်ကိုပူချစ်ပါ။ကိုယ့်ကိုယ်ကိုပိုခေယူဆိုင်ပါ။တချို့သောအရာတွေ၊တချို့သောစွမ်းနာတွေကိုဘယ်တော့မှစိတ်ထဲနှိပ်ပြီးမထည့်ပါနဲ့။တချို့သောသူတွေအတွက်ဝမ်းမနည်းပါနဲ့။တချို့သောအရာတွေအတွက်လည်းမနာကျင်ပါနဲ့။ထွက်ခွာခဲ့ပါ၊လက်လွတ်ခဲ့ပါ။ ။ဘာကြောင့်လဲဆိုတော့ကျမတို့ရဲ့ဘဝမှာကတချို့သောသူတွေဟာကျမတို့မရှိပဲကျမတို့ရဲ့တန်ဖိုးကိုနားလေအတိမှပြုချပေးမယ်လို့တချို့သောအရာတွေကတော့ကျမတို့ကိုယ်တိုင်မေ့တမ်းမှလွှတ်ချတမ်းမှပျော်ရွှင်အေးချမ်းရှင်ဆိုတာကိုရတတ်လို့ပါပဲ။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။ဒီဗီဒီယိုလေးကို like and share လုပ်ပေးဖို့လည်းမမေ့ပါနဲ့နော်။